နေ့ငယ်နေ့ပွဲသူအားလုံးမင်္ဂလာပါ2025မေလ20ရက်နေ့နေ့နေ့30ရက်နေ့အတွင်းကာလဟာကောင်းသောကံပြောင်းလဲတဲ့တွတ်တက်မှုကြီးရရှိမယ်ဈီမန်းချက်စစ်တွေကောင်းထဲပေါ်နိုင်တယ်ပေါ်ပေါက်လာတဲ့ခွေရည်စစ်တွေနဲ့ဘဝတလန်းမှုကိုရရရှိနိုင်တယ်ဝင်းကျင်စစ်လမ်းကြောင်းစစ်တွေကိုစွန်စားလုပ်ကံရမှထူးခြားစွာအကျိုးဆက်ရရှိမယ်နေနေရအလုံးနေရပြောင်းရွှေ့ပြောင်းလဲတွေဖြစ်နိုင်ကိုယ်တို့ ကောင်းသောကျိုးဆက်နဲ့တိုးတက်မှုတွေကိုရရှိမဲ့နေထိုင်တဲ့ကောင်းတဲ့ခြေနေတွေလုံးဝပေါ်ထွန်းနေတဲ့သဘာဝကိုရည်ညွှန်းချက်ပေးတဲ့ကာလတစ်ခုဖြစ်ပါတယ်။နှစ်ဆနှစ်နေရကိုအတွက်အရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်တယ်။လိုရာပြည့်စုံနိုင်တယ်။နစသောရနေ့မှာရပိုင်ခွင့်နဲ့ပြန်လဲတောင်းဆိုနိုင်တယ်ပြတ်နေတဲ့ဆက်သွေးနဲ့ပြန်လဲချိတ်ဆက်နိုင်တယ်24ရက်နေ့မှာ ဝေကြီးကဏ္ဍလုံငန်းကဏ္ဍတွေပြောဆိုဆောင်ရွက်သမျှအောင်မြင်ခြင်းထုတ်တဲ့ခြင်းကိုရနိုင်တယ်25ရက်နေ့မှာလုပ်ဖို့ကိစ္စဝရီချုပ်မယ်ရန်တိုက်ခဏနေနဲ့ရှင်းပြလောက်အောင်မယ်26ရက်နေ့မှာတော့စေတနာဝေဒနာဖြစ်တတ်တဲ့သူများပြဿနာကိုပြဿနာဖြစ်တတ်တဲ့စိတ်ရှည်ရမယ်29ရက်နေ့မှာတော့အညာဆိုးတွေအကုန်လုံးပြေလည်သွားပြီးတော့စေချမ်းသာခြင်းနဲ့အစဉ်ပြေခြင်းကိုကြုံတွေ့နိုင်တယ်28ရက်နေ့မှာ ပစ္စည်းပြောက်တတ်တယ်ငွေလိမ်ခံရတတ်တယ်ငွေချင်းရဆုံးတတ်တယ်29ရက်နေ့မှာလက်ဖွင့်ခြင်းကံဖွင့်ခြင်းလိုရာပြည့်စုံခြင်းရှိမယ်အဲ့ဒီမှာကောင်းစေကောင်းလျှော်ပြည့်ရတယ်ကောင်းသောကျိုးဆက်ရရှိမယ်30ရက်နေ့မှာတော့ရန်တိုက်ခံနေတဲ့ရှင်ပြီးလောက်ရမယ်အတိုက်ခံများမယ်31ရက်နေ့မှာတော့ပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကိုလက်တွေသုံးချပြီးတော့အလိုပြည့်စုံခြင်းဘဝတိုးတက်ခြင်းကိုကြောက်မယ်တနင်္လာနေ့ငံနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ် တနေ့ကနေနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောင့်ယှက်ဖြစ်တတ်တဲ့တဲ့၅၆ကနန်းနေချိုးပေးတယ်အဝါရောင်လေးမောင်ရောင်ရွှေရောင်တို့ကိုတောင်းပြီးတော့အလိုရှိရာကိစ္စလေးတွေဆောင်ရွက်နိုင်တယ်အဝါရောင်ပန်းဝင်လေးတွေဖျားကတ်လို့ပြီးတို့ရာဆုတောင်းမှာဆုတောင်းပြပါလိမ့်မယ်ကျေးဇူးတင်ပါတယ်တနေ့လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ22ရက်နေ့ကနေ 30ဒီရက်နေ့အတွင်းကာလမှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်အခက်အခဲတွေအားလုံးပြေလျောင်ဖြေရှင်းနိုင်မယ်စီးပွားကံလုပ်ငန်းကံငွေချေးကံတိုးတက်မယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့ထွန်းလုပ်ကံခြင်းတို့ရဲ့ကောင်းသောအကျိုးရရှိမယ်သူတစ်ပါးနဲ့မတူတဲ့ရှုထောင့်နေရာနေ့တွင်းခေါ်မြောင်မြင်ပြီးလှောက်တာတွေတဲ့အဆင်ပြေမယ်20ရက်နေ့နေရာကိုအတွက်ကောင်းတဲ့ရက်ဖြစ်တယ်ပေါ်ပေါက်လာတဲ့စိတ်ကူးတို့ကိုလက်တွေ့ကောင်းထည့်ဖော်နိုင်တယ်23ရက်နေ့ ရှင်မကျအောင်မြင်ခြင်းဘဝတိုးတက်ခြင်းဝိသေကံကောင်းခြင်းကိုကျောင်းမယ်24ရည်နှစ်မှာရှင်ပြန်မှုအောင်မြင်မယ်မြို့သမီးမိတ်ဆွေကြီးကဲဒုထံကကုညီရမယ်25ရည်နှစ်မှာကတိပြည့်တဲ့သူတွေနဲ့တွေ့တတ်တဲ့ရန်တိုက်ခန့်တွေနဲ့ထိတ်တိုက်ရဆက်ရတဲ့26ရည်နှစ်မှာမိကောင်းဆွေကောင်းထောက်ကူရမယ်စီးပွားရေးကိစ္စလုပ်ငန်းကိစ္စအဆင်ပြေမယ်29ရည်နှစ်မှာမထင်မှတ်ပဲပြောင်းလဲမှုနဲ့လမ်းကြောင်းသစ်တွေပေါ်ထုတ်ပြီးလွတ်လိုက်တာအကျိုးပေးလိမ့်မယ် 28ရက်နေ့မှာငွေကြေးခံကောင်းမဲ့လက်ဖွင့်မဲ့ရပိုင်ခွင့်နဲ့ပြန်ရ29ရက်နေ့ကထူးထူးခြားခြားပြောင်းလဲတဲ့တိုးတက်မှုရှိနေမှာ ကောင်းစည်းကောင်းစုံပြင်ချက်ပြေမင်္ဂလာရှိခြင်းတိုးတက်ခြင်းကိုကြောင်းမယ်30ရက်နေ့ကတော့ရန်တိုက်ခနေနဲ့ရှင်ပြီးမှအောင်မြင်မယ်31ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမှုနဲ့ကောင်းသောကျိုးဆက်တိုးတက်မှုတွေကိုရရှိခြင်းနဲ့တိုးတက်ခြင်းတွေကိုရမယ်တဘာဝအနေထားကိုတွေ့ရပါတယ်ဒီကလာတော်တွင်မှာ တနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာနေ့ကြာသပတေးနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နေ့ငါးခုကနန်းနေ့ကျိုးပေးပါတယ်အဖြူစိမ့်မိကိုရောင်တို့ကိုဝိစေသောဆွဲပြီးလူရှိရာကိစ္စတွေဆောင်ရွက်ပါပန်းဖြူဖျားတည်ပြီးတော့လူရာဆန္ဒပြုပါဆန္ဒပြေပါသိမ့်မယ်ကျေးဇူးတင်ပါတယ်ငါးနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် မေလ22ရက်နေ့ကနေ31ရက်နေ့အတွင်းကာလဟာရန်တိုက်ခံများနဲ့ထိတိုက်တွေ့မယ်။ဘုရားစီစဉ်တာတစ်မျိုးလက်တွေ့တစ်မျိုးဖြစ်မယ်။ဘာမှကြိုတင်ပြင်ဆင်ထားလို့မရ။နောက်ကိုကလုံးကျင်တဲ့ကိစ္စတွေမှာနှောင့်နှေးတတ်တယ်။ပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကိုလက်တွေ့သုံးချပြီးအောင်မြင်လို့ရင်တော့ထူးထူးခြားခြားကောင်းတဲ့ကံတွေရှိမယ်။ဆက်ပစ္စည်းလျှက်စစ်ပစ္စည်းတွေပျက်စီးများမယ်။တိမ်းဆဲထားတဲ့ငွေတွေထုတ်သွင်းရတတ်တယ်။ရတ္တထားတဲ့လူတွေကိုလည်းပြန်လည်စတင်နိုင်နိုင်မယ်။ ြတနာဟောင်းတွေလည်းပြန်ဖြည့်ရှင်းနိုင်နေပြီလုပ်ငန်းစစ်တွေကိုလည်းပြန်လည်ဆောင်ရွက်နိုင်ခြင်းနဲ့အကျိုးပေးခြင်းတွေရှိလာမယ်။၂၂ရက်နေ့ကတော့ရန်တိုက်ခတ်နေတဲ့ထိတိုက်တွေ့ရနိုင်မယ်။၂ဆ၃ရက်နေ့မှာအလုံးစုံကောင်းခြင်းကံနဲ့တိုးတက်ခြင်းကံနဲ့ရှိမယ်။ရည်မှန်းချက်စေအောင်မြင်မယ်။၂၄ရက်နေ့မှာရှင်ပြန်မှုမသမျှအောင်မြင်မယ်။ခဲခဲကြထိုးပေါက်ပြီးတိုးတက်မယ်။၂၅ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံစီးပွားကံအထူးကောင်းနိုင်မယ်။ 26ရက်နေ့မှာရှင်ပြန်မှုမှမြောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြုံမယ်။29ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်။28ရက်နေ့မှာအမျိုးသမီးမိတ်ဆွေကြီးကဲဒုက္ခထာငါးနေ့ကုညီရမယ်စမ်းပွင့်မယ်။29ရက်နေ့မှာခီးကံကောင်းမယ်ပြောင်းလဲကံကောင်းမယ်အရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်တယ်။30ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းကြုံမယ်။31ရက်နေ့မှာအတိုက်ခံတွေကြားတဲ့ကဖြတ်သန်းပြီးလိုရာကိစ္စတွေဆောင်ရွက်အကျိုးပေးနိုင်မယ်။ ကြာသာပတိနေ့သောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်တင့်ငါကိုကနန်းနေ့ကျိုးပေးတယ်အနီယောင်ချက်သွေးရောက်ပန်းရောက်တို့ကိုဝတ်ဆင်သောဆွဲပြီးအလိုရှိရာကိစ္စဆောင်ရပါမေလ29ရက်နေ့မှာခေါင်းစည်းခေါင်းဆောင်ပြုလိုက်ပါထူးခြားသောကောင်းခြင်းကံတွေရရှိပါသိမ့်မယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ22ရက်နေ့ကနေ 31နှစ်အတွင်းကာလဟာယံပတိဘက်ကတွေကြားရဲထူးခြားစွာအမြင်မှုကိုရနိုင်တယ်။လက်လာဘကံကောင်းခြင်းစီးပွားကံကောင်းခြင်းဘဝတိုးတက်ခြင်းရည်ရွယ်ချက်အောင်မြင်ခြင်းအခက်ခဲချမ်းမှပြေလည်အောင်ဆောင်ရွက်နိုင်ခြင်းတွေရှိမယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့သို့လုကန်ခြင်းတို့ရဲ့ကောင်းသောကျိုးဆက်နဲ့တိုးတက်မှုကိုရမယ်။ဝိဉ္ဇီလမ်းကြောင်းစီးပွားလမ်းကြောင်းဘဝတိုးတက်မှုလမ်းကြောင်းတွေမှာတာမန်နဲ့မြင့်တဲ့နေထားနဲ့ကောင်းသောကံကြမ္မာတွေကိုဖန်တီးနိုင်လိမ့်မယ်။မိကောင်းဆွေကောင်းထောက်ကူရမယ်။ 22ရက်နေ့မှာအရာရာအစဉ်ပြေခြင်းတိုးတက်ခြင်းကိုကြောင်းမယ်23ရက်နေ့မှာရှင်ပြန်မှုအောင်မြင်မယ်ဘဝတိုးတက်မယ်24ရက်နေ့မှာရာတိုက်ခံတဲ့ရှင်ပြေလောက်ရမယ်25ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်မေတ္တာရေကံကောင်းမယ်အလौချံအောင်မယ်26ရက်နေ့မှာငွေကြေးကံကောင်းမယ်အပြောင်းလဲတဲ့တိုးတက်မှုတွေရှိမယ်29ရက်နေ့မှာလက်ပွင့်ခြင်းကံပွင့်ခြင်းလိုရာပြည့်စုံခြင်းကြောင်းမယ်28ရက်နေ့မှာယံပတိပက္ခတဲ့နဲ့ရှင်ပြေလောက်ရမယ် 29ရက်နေ့မှာဥတီကျဲပြောင်းပြီးလုပ်တာတွေအစီအပြေမယ်30ရက်နေ့မှာရန်ပတိဘက်ကနေရှင်ရမယ်31ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းကံမြမခြင်းရာရာဆင်ပြေခြင်းတွေကိုကြုံတွေ့ရလိမ့်မယ်တနည်းကနေနေစောက်ချန်နေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနည်းလာနေ့ဂျာသာပတိနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်လေးတွေရှိတတ်ပါတယ်နှစ်သုံးခုကနန်းတွေကျိုးပေးပါတယ် အပြာရောင်ဖြူရောင်မီးခိုးရောင်တို့ကိုဝင့်စင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါမေလ29ရက်နေ့မှာကောင်းစေကောင်းလျှော်ပြုပါထူးထူးခြားခြားကောင်းခြင်းကံနေရပါမယ်ကျေးဇူးတင်ပါတယ်ဇာတပတိနေ့မွေးသူအားလုံးမင်္ဂလာပါ2025မေလ22ရက်နေ့ကနေ31ရက်နေ့အတွင်းဟာအထူးကောင်းတဲ့ကာလဖြစ်တယ်မိမိလိုလားချက်ရည်ရွယ်ချက်တွေလက်တွေ့ကောင်းထဲပေါ်နိုင်တယ်ဝေကြီးကတ္တ စီးပွားရေးရာလုပ်ငန်းရေးရာကံဖြာဖြာမှာကောင်းသောနေထိုင်နဲ့တိုးတက်တဲ့ခြေနေတွေရှိတယ်။ကာလရှည်ကြာဆိုင်းငံ့ထားတဲ့လူတွေပြန်လည်စတင်နိုင်တယ်။ရှင်မင်းချက်တွေကိုလက်တွေ့ကောင်းထည့်ဖော်ပြီးတော့အောင်မြင်မှုကိုရနိုင်တယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေးတိုးလောကကြီးတွေရဲ့အခါကောင်းကိုကြုံမယ်။မိကောင်းဆွေကောင်းထောက်ကူရမယ်လုပ်ငန်းမရှိသူလုပ်ငန်းရမယ်လုပ်ငန်းရှိသူတိုးတက်မယ်ရှင်ဒီမြို့နယ်မှုတော်မှာကောင်းသောအကျိုးကိုရရှိမယ် 22ရက်နေ့ကလုံးသမျှခြံသမျှအောင်မြင်ခြင်းကိုရ23ရက်နေ့မှာရှင်ပြန်မှုတွေမှာအောင်မြင်ပြီးဘဝတိုတက်မယ်24ရက်နေ့မှာတော့အထင်မှားခံရတဲ့ပဋိပက္ခများတတ်တယ်25ရက်နေ့မှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းရှိ26ရက်နေ့မှာဥတီချက်ပြောင်းပြီးလုတာဆင်ပြေမယ်29ရက်နေ့မှာမထစ်ပါဘဲငွေဝင်မယ်အလုပ်အောင်မယ်28ရက်နေ့မှာရံပဋိပက္ခနဲ့ထိထိုက်တွေ့မယ်26ရက်နေ့မှာ ဥတီချက်တဲ့လောကကြီးဆင်ပြေမယ်30ရဲ့နေ့မှာရပိုင်ခွင့်နေပြန်ရမယ်30ရဲ့နေ့မှာအခက်ခဲတွေပြေလျောင်ဖြေရှင်းပြီးတော့ဘဝရည်မှန်းချက်နဲ့လိုလားချက်တွေရှေ့ထုတ်လို့လို့ကောင်းစွာအကျိုးပေးခြင်းနဲ့အစစ်မြင့်သောဘဝနေထားသူပြောင်းလဲတိုးတက်ခြင်းတို့ကိုတစင်ပြီးတစင်ရရှိချိုးပေးနိုင်မယ်ဇာတာပတိနဲ့ဗုဒ္ဓနဲ့ရင်္ဂနိမွေးသူတွေကောင်းချိုးပေးတယ်တနည်းလားတော့ချမွေးသူများကြောင့်စိန်အောင်ရှိတတ်တယ် 3 6 9ခန်းနဲ့ဂျိုးပြေတယ်အပြာရောင်နီရောင်ချက်သွေးရောင်ဝိတ္တိဝိစင်သုံးဆွဲလို့ဂျိုးရှိတယ်26ရက်နေ့မှာကောင်းစေကောင်းချော်ပြပါထူကြသောအနာဂတ်ကောင်းကိုရလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်တောက်ချာနေပွေသူအောင်မင်္ဂလာပါ2025ခုနှစ်မေလ22ရက်နေ့ကနေ30ရက်နေ့အတော်တွင်းကာလတွေမှာ အရေးပါတဲ့ဆုံးဖြတ်ချက်တွေချက်မှတ်ရမယ်။ရှင်းမှန်းချက်စစ်တွေကိုစောင့်ရနိုင်နေမယ်။ရပ်တန့်ထားတဲ့လူတွေကိုပြန်လည်စတင်နိုင်တယ်။အပြိုင်ဆိုင်နေကြတဲ့တိုးတက်မှုကို ဖန်ပြရယူနိုင်တဲ့ကံကြမ္မာရှိတယ်။ချက်ချင်းဆုံးဖြတ်ပြီးရှစ်တိုးဆောင်ရွက်ခြင်းတို့ရဲ့ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကိုရရှိမယ်။ကိုယ်ပိုင်ရည်တည်ချက်နဲ့ဆုံးဖြတ်ချက်ချမှတ်ပြီးလုပ်တဲ့ကိစ္စရဲ့အကျိုးဆက်ကောင်းကိုရရှိမယ်။ နှစ်ဆယ်နှစ်နေမှာပြဿနာဟောင်းတွေကိုပြန်လည်ဖြေရှင်းပြီးရပိုင်ခွင့်တွေပြန်လည်ရနိုင်တယ်။နှစ်ဆယ်သုံးရက်နေကအရာရာကောင်းခြင်းစင်ပြေခြင်းနဲ့ကံမြတ်ခြင်းရဲ့နှစ်သာရရှိတယ်။နှစ်ဆယ်လေးရက်နေကမိတ်ဆွေကြီးခဲ့တဲ့ထံကကူညီရတဲ့နေမျိုးစားဖြစ်တယ်။နှစ်ဆယ်ငါးရက်နေမှာပေါ်ပေါက်လာတဲ့အချမ်းစီတွေကိုတက်တွေ့သုံးချပါထူးထူးခြားခြားစင်ပြေနိုင်မယ်။အရာဝင်းနဲ့ဆက်ဆက်တွေလည်းကျိုးပြီးနှစ်ဆယ်၆ရက်နေမှာရန်တိုက်ခံသိမ့်များတတ်တဲ့သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်ပြတ်တတ်တယ်။၂၉ရက်နေ့မှာ အခက်ခဲတွေထိုးပေါက်ပြီးတော့ရှေတိုးလောကန်ရအတွက်ကောင်းတဲ့ရက်တစ်ခု ဖြစ်တယ်28ရက်နေ့မှာအဟောင်းတွေပြန်လဲစတင်နိုင်တယ်နာယီကိစ္စပေါ်နေမယ်လိုက်လံကူညီပေးလိုက်ပါ29ရက်နေ့ဟာထူးခြားတဲ့ကံပြောင်းလဲတဲ့တိုးတက်မှုရဲ့နှစ်သာရတွေရှိမယ်30ရက်နေ့မှာစီမံထားခြင်းမရှိပဲပေါ်လာတဲ့ခွင့်ရအစဉ်ပြေမယ်အဲ့ဒီမှာဖိဆာတစုံရမယ်မင်္ဂလာဆောင်ဖိဆာရလည်းမင်္ဂလာဆောင်သွားပြောင်းသွားလိုက်ပါထူးခြားလိုက်မယ်30ရက်နေ့မှာ အတိုက်ခံတဲ့အနှောင့်အယှက်တွေကြတဲ့ထိုးပေါက်ပြီးကိုယ့်ရဲ့နှမ်းချောင်းကိုရှေ့ထိုးလုကင်နိုင်တဲ့နေသားကောင်းတွေဂျုံနေမယ်ဒီကာလအတွင်းမှာတင်းငင်းတွေသောက်ကြစနေမွေးစုတွေအကျိုးပေးပြီးတော့တင်းလာကြာသာပြီးဒုက္ခပေးတတ်တယ်နှစ်ခုကိုကနန်းတွေအကျိုးပေးတယ်အစိမ့်ရောင်ဖြူရောင်မိခိုးရောင်တို့ကိုတုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်29ရက်နေ့မေလမှာခေါင်းဆေးခေါင်းဆော်ပြုတ်လိုက်ပါ ထူးခြားတဲ့နာဂတ်ကောင်းကိုရလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးစုအားလုံးမင်္ဂလာပါ 2025ခုနှစ်မေလ22ရက်နေ့ကနေ31ရက်နေ့အတောအတွင်းမှာငွေကြေးကံလုပ်ငန်းကံဘဝကံရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ဖော်ပြီးလူရပြည့်စုံခြင်းဘဝတိုးတက်ခြင်းနဲ့ကံရှင်ဝမြမချင်းတို့ကိုဖန်တီးရယူနိုင်တဲ့အနေအထားရှိမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်ရည်မှန်းချက်အောင်မြင်မယ် အခက်အခဲကြားဖြတ်သန်းနိုင်မယ်စုပေါင်းလုပ်ငန်းချိုးပင်းမယ်မျိုးသမီးမိတ်ဆွေကြီးကဲတူတာမှကုညီရမယ်ငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းလိုရာပြည့်စုံခြင်းတွေကိုရရှိနိုင်တဲ့နေထိုင်နဲ့ကောင်းတဲ့အခြေအနေတွေကိုကြုံမယ်20နှစ်နီးဟာအရာရာဆင်ပြေသောနေထိုင်နဲ့မိကောင်းဆွေကောင်းထောက်ကူရသောနေထိုင်ရှိမယ်23ရက်နေ့မှာအခက်အခဲကြားကဖြတ်သန်းပြီးတိုးတက်မယ်ရဝေးရကောင်းသောသတင်းစကားရမယ်24ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းချိုးပေးခြင်းကြုံမယ် 25ရက်နေ့ရံပြဿနာရင်နေထိတဲ့ရင်ဆိုင်ရမယ်26ရက်နေ့မှာအခက်အခဲနှမျိုးဖြစ်ရှင်းနိုင်လိမ့်မယ်မထင်မှတ်ထားတဲ့ငွေကြေးပြန်ရမယ်မရဘူးထင်တယ်ငွေပြန်ရတာကိုပြောတယ်29ရက်နေ့ကတော့အရာရာရှင်ပြေပြီးလိုရာပြည့်စုံတိုးတက်ခြင်းရှိမယ်28ရက်နေ့မှာကိုပိုင်ဆုံးဖြတ်ခြင်းနဲ့ရှေတုလောကန်ကြီးရဲ့အကျိုးကျေးဇူးရမယ်ကောင်းသောတည်င်းစကားချုပ်မယ်29ရက်နေ့အထူးကံကောင်းတဲ့ရက်ဖြစ်တယ်အဲ့ဒီရက်ကနေစတဲ့ကိစ္စမှန်သမျှအရာရာရှင်ပြေသွားမယ် 30ရက်နေ့မှာဘာလုံးလို့သတိရှိရမယ်ဝင်ကြေးမြုပ်နှံမှုတွေမလုံးနဲ့အကုန်ကြများတတ်တယ်ဒီနေ့ဒီရက်မှာကုန်ကြမှုမှာအချင်းကြီးဖြစ်တတ်တယ်ပစ္စည်းမွေတဲ့30ရက်နေ့မှာတော့လုံးဆရာရှိတာကုန်ရှေ့တုံးလုံးနိုင်အားလုံးစင်ပြေသွားမယ်ရက်တန်တဲ့လုပ်တွေတောင်မှပြန်လဲစတင်လုပ်ကင်အကျိုးပေးနိုင်တယ်တနေ့မှာတောက်ချစနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနေ့ကတွေဗုဒ္ဓကြောင့်စိန်နောက်ရှေ့ဖြစ်တတ်တယ်နှစ်လေး၆ခန်းနေအကျိုးပေးတယ်အညိုးရောင်အပြာရောင်မိခွရောင်တွေဝစ်စစ်သုံးဆွဲပြီးအလိုရှိရကိစ္စများရှေ့တိုးလုပ်ပါ 29ရက်နေ့မေလမှာခေါင်းစည်းခေါင်းလျှော်ပြုလိုက်ပါထူးခြားသောအနာဂတ်ကိုရသွားပါလိမ့်မယ်ကျေးဇူးတင်ပါတယ်